မင်္ဂလာပါရှက်မန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်မှုပေါ့နော်မာကတ်စ်ရက်ရှ်ဖို့ဒ်ဟုတ်ကဲ့အဲသူဘာစီလိုနာကိုရောက်နိုင်မလားဆိုတဲ့သတင်းတွေကတော်တော်လေးထွက်နေတယ်ဆိုတော့ဟုတ်ပါတယ်ဒီနေ့အဲ့ဒီအကြောင်းလေးကိုပေါ်မူတည်ပြီးတော့နည်းနည်းလေးဆွေးနွေးကြည့်ကြအောင်ကောင်းပါတယ်စိတ်ဝင်စားစရာအကြောင်းရလာပါဟုတ်ကဲ့အဓိကကြားနေရတာကတော့ရက်ရှ်ဖို့ဒ်ကိုတိုင်းပဲอืมသူက United မှာအနာဂတ်တိမမြင်တော့ဘူးအတင်းပြောင်းချင်တည်းရပေါ့ဟုတ်တယ်အဲ့လိုသတင်းတွေထွက်နေတာအထူးသဖြင့် ဟိုဘာစီလိုနာရဲ့နီးပြတဲ့ဟန်စီဖလစ်ရဲ့ကစားခွက်မှာဆိုလားဟုတ်ကဲ့ဘဟုတိုက်စမူနီယာလီဝန်ဒိုစကီ ကစားနေတဲ့နေရာမျိုးကို သူကစိတ်ဝင်စားတယ်လို့ဆိုပါတယ်အော်ဟုတ်ကဲ့ United ဘက်ကတော့သူတို့ကရောင်းချင်တဲ့ပုံစံမျိုးလားဟုတ်တယ် United ကတော့အချမ်းဖင်ပေါင်တန်း40လောက်နဲ့ရောင်းချဖို့စဉ်းစားနေတယ်လို့သတင်းတွေကဆိုပါတယ်ပေါင်တန်း40အင်းဒါမှမဟုတ်လေဘာစီလိုနာဘက်ကအချင်းတွေကိုလည်းကြည့်ဖို့လိုသေးတယ်ဟုတ်ကဲ့ဟုတ်ကဲ့သူတို့ကတော့ဘယ်လိုလဲ သူတို့က Yashford ကိုစိတ်ဝင်စားတာတော့ဟုတ်ကဲ့ဒါပေမဲ့သူတို့ရဲ့အတ္တိကပြင်မှာကအဘီလ်ဘောကနီကိုဝီလျံဖြစ်နေတယ်။အော်ဟုတ်ပြီဝီလျံကိုအတ္တိကထားနေတာပေါ့။ဟုတ်ကဲ့ဆိုတော့ဝီလျံကိုသာမရခဲ့ရင်အဲ့ဒီခါကျမှ Yashford ကိုအပိသက်ခေါ်ယူဖို့စဉ်းစားမယ်ဆိုတဲ့သဘောမျိုး။음အယံပလန်သဘောမျိုးပေါ့။အဲ့လိုပြောလို့ရပါတယ်။ပြီးတော့လက်ရှိသူတို့စီမှာလည်းယာဖင်ညာရှိသေးတယ်။လီဗန်ဒေါစကီလည်းရှိနေသေးတယ်ဆိုတော့ဟုတ်ကဲ့ ရက်ရှ်ဖို့ဒ်ကိုမဖြစ်မနေအသေးအတန်ခေါ်ရမယ်ဆိုတဲ့အခြေအနေမျိုးတော့မဟုတ်သေးဘူး။အင်းဒါပေမဲ့အငားနဲ့ခေါ်ဖို့ရောအဲ့လိုအတန်နေလဲကြားနေရသလိုပဲ။ဟုတ်တယ်ဟုတ်တယ်။အငားနဲ့ခေါ်ယူဖို့စဉ်းစားနေရတဲ့အချက်လည်းရှိနေပါတာအငားဆိုရင်စိတ်ဝင်စားစရာပဲဒါပေမဲ့အဲ့ဒီလောခလဆာကိစ္စကရှိလာပြီဟုတ်ကဲ့ yes for it တပတ်လောခကပေါင်းအဲ၃သိန်းနဲ့၃ခွဲနော်ဟုတ်ပါတယ်တော်တော်များတဲ့ပမာဏပါ အဲ့ဒီတော့ငားခေါ်ရင်ဘရာဇီးလိုနာကအဲ့လိုလာစာအပြည့်ပေးမှာလားတတင်းတရာတော့ယူနိုက်တက်ကအပြည့်ပေးဖို့တောင်းဆိုနိုင်ချေရှိတယ်ဆိုပြီးတော့ဟုတ်ကဲ့အဲ့လိုတောင်းဆိုနိုင်ချေရှိတယ်ဆိုပေမဲ့လက်တွေ့မှာတော့နည်းနည်းခက်မယ်ဗျဟုတ်လားဘာစီလိုနာရဲ့ပန်ဒါရဲ့ချင်းနေရလေအငားကစားသမားတယောက်ကိုတပတ်ပေါင်း3တင်းကျော်အပြည့်ပေးဖို့ဆိုတာကအင်းတော်တော်လေးမဖြစ်နိုင်တော့ကိုอืมบ่เลยตรุบันไดไอ้ฉินนี่ก็ล่ะชื่อได้ดอกโอเคขึ้นไหนดอกก็โลคลาซาเยตะไส้ตะป้ายหลอกกูเว้ยตรุบักก็จักขันดาမျိုးบ่ ဲ့လိုစီ United အစုံကပြောတဲ့ဒီနေ့ပေါင်းဆက်သက်တမ်းတက်တာမျိုးဆိုတာမျိုးကတော့အဲအဲ့လိုကြီးဖလာမောမဟုတ်တော့ဘူးပေါ့ဒါပေမဲ့အငားပြောင်းဖြစ်ခဲ့ရင်တောင်း United ကအငားချခအဖြစ်နဲ့ပေါင်းငားတိုင်းလောက်တော့ဩတက်တက်ရနိုင်တယ်လေပေါ့ဟုတ်ကဲ့ရနိုင်တယ်ဆိုတဲ့ comment ချက်တွေလည်းရှိနေပါတယ်อืมဒါပေမဲ့ United အတွက်အကောင်းဆုံးကတော့အပိသက်ရောင်းလိုက်တာပဲထင်ပါပါတော့တိကျပါတယ်အပိသက်ရောင်းလိုက်ရင်ပေါင်းတန်း၄နဲ့ပြောင်းယူအခြေလေးရမယ် ဟုတ်ကဲ့ပြီးတော့လောက်ခလာစာအများကြီးပေးနေရတာကောနေလဲလုံမကင်းလွတ်သွားမယ်အဲ့ဒါအရေးကြီးဆုံးပဲအဲ့ဒီလိုငွေကြေးနဲ့နေရာလွတ်သွားမှာသူတို့တိုက်စစ်ပိုင်းမှာလိုအပ်နေတဲ့စာတမတိခေါ်ဖို့ဟုတ်ကဲ့ရမုံငွေရနေရာရလွတ်သွားမှာဟုတ်ကဲ့အဆင်ပြေသွားမှာဆိုအခုချင်းတွေက yes for တယောက်တည်းဆုံးဖြတ်လို့ရတာမဟုတ်တော့ဘူးပေါ့နော်ဟုတ်ကဲ့အဓိကချက်နှစ်ချက်လောက်ဖြစ်သွားပြီတစ်ချက်ကဘာစီလိုနာကနီကိုဝီလီယမ်ကိုရမလားမရဘူးလားอืม အဲ့ဒါအဓိကပဲဟုတ်ကဲ့နောက်တစ်ချက်က United ကအပိသက်ရောင်းဖို့ပဲဖျားပေးမှလာဒါမှမဟုတ်အငားနဲ့အေလောက်ခတစ်စိတ်တစ်ပိုင်းတတ်တိုင်းတော့လက်ခံမလားဆိုတာပေါ့အဲ့ဒီအပေါ်မှာမူတည်နေတာပဲဟုတ်ပါတယ်အများကြီးမူတည်နေပါတယ်ဆိုတော့အခုချက်ချင်းကြည့်လို့ Yes for Barcelona ရောင်းဖို့ကမရေရသေးဘူးလို့ပြောရမှာပေါ့နော်မှန်ပါတယ်တော်တော်လေးရှုပ်ထွေးနေသေးတယ်အဓိကတော့ဟို Nico Williams ပြတ်ပြောင်းရွှေ့ဘလို့ဖြစ်လာမလဲဟုတ်ကဲ့အဲ့တော့ဆုံးကြည့်ရမယ်ပြီးတော့ United ရဲ့ဆုံးဖြတ်ချက်ဟုတ်ပါ သူတို့ရဲ့အလျော့အတင်းလုံနိုင်မှုပေါ့အဲ့ဒါတွေပေါ်မှာပဲမူတည်နေအောင်ပါပါဟုတ်ကဲ့ဒီလိုပြောင်းရွှေ့ထွက်နိုင်ကြတဲ့ဒီလိုတွတ်ချက်မှုတွေကြတဲ့ကနေစဉ်းစားစရာလေးတခုထွက်လာတာကဟုတ်ကဲ့ပါများလဲရှင်ကစားသမားတယောက်ရဲ့ကိုယ်ပိုင်ရည်မှန်းချက်အတင်းပြောင်းရင်လည်းစိတ်ရဲ့ကလတ်တင်းတင်းတင်းရဲ့ဟိုပန္ဒာရေးလေတွေ့ချင်းနေသူတို့ရဲ့ဦးစားပေးမှုတွေอืมအဲ့ဒီညခုကြာကဆက်နွယ်မှုပေါ့ဟုတ်ကဲ့အဲ့ဒီကြာကရှုပ်ထွေးလေအပြန်လန်ဆက်နွယ်မှုတွေပေါ့ ဒီလိုအခြေအနေမျိုးမှာဘယ်ချက်ကအပြောင်းအရွှေ့တစ်ခုကိုအဆုံးဖြတ်ပေးလို့ရှိတယ်လဲဆိုတာကอืมစိတ်ဝင်စားဖို့ကောင်းနေမိကုန်မယ်နော်ဟုတ်ကဲ့ဒါအဲ့ဝတော့စက်ပြီးစဉ်းစားကြည့်ဖို့ခြံထားခဲ့ခြင်းပါတယ်